ဗရိုနီကာနဲ့ပွဲပြီးဇေယုံမှာပြင်းထန်စွာစေကူသားမှုတွေခံယူနေရတဲ့ပြန်ပဲဂျူနီယာဖိုက်သက်စ်ကိုဗရိုနီကာကလည်းအရေးပေါ်ပြီးဖစ်ဘောလူမှုကွန်ရက်စာမျက်နှာပေါ်ကနေစကားပါလိုက်ပါရီအားလုံးလည်းမှတ်မိကြတာတော့မသိဘူးဂျူနီယာဖိုက်သက်စ်ဟာအသက်16နှစ်လေးနဲ့တတော်လေးကိုဂျမ်းတာပါဝမ်ချမ်ပီယံရှစ်မှာခဏပွဲဆက်တိုက်နိုင်တာရီပြီးတော့ဘရိုနီကာနဲ့ပွဲမှာဆိုရင်၄ချိန်တိုင်းတိုင်းနောက်တောင်ချတာကိုတောင်လုံးဝကိုအ short မပြီးဘူး တကယ်ကိုအသက်ငယ်ငယ်လေးနဲ့အသည်းမာတဲ့ fighter လို့ပြောလို့ရတယ်။တကယ် fighter အစ်စ်တွေဆိုတာအဲ့ဒါမျိုးကိုကျွန်တော်နေနေပြောတာပါ။ Ronica ကတော့ဆေးုံမှာသူ့ရဲ့ထွက်ချက်တွေနဲ့စေကူတာမှုခိုင်နေရတဲ့ Junior Feathers ကိုဝဲအတွက်တကယ်ကိုကျေးဇူးတင်မိပါတယ်တဲ့။မင်းကတန်မာပြီးတော့တကယ်ကိုဆန်းဆောင်ရေးကောင်းတဲ့သူပါလို့ချီးကျူးသွားတယ်။ဒီအတွက်မင်းကိုအမှန်ကန်လေးစားမိပါတယ်တဲ့ဗျာ။အသက်စကူနှစ်လေးနဲ့ ဝမ်မာခနပွဲဆက်တိုင်နိုင်ပွဲရတာလုံးဝကိုအောင်းသင့်စရာပါပဲဆိုပြီးတော့ဘရိုနီကာကချီးကျူးသွားပြီးပွဲတပွဲရဲ့ရလကမင်းရဲ့ဖိုက်တာဘွားကိုမပြောင်းလဲပြစ်နိုင်ဘူးဆိုပြီးဒါတိုက်သွင်းခုံအားပေးသွားတယ်နော်ဒန်ယာရီကနေမြန်မြန်ပြန်လေကောင်းလာဖို့နဲ့ပူကောင်းတဲ့ပုံစံနဲ့ပြန်လာဖို့မျှော်လင့်နေပါတယ်ဆက်လက်ပြီးစူးစမ်းထားပါမိမာတကယ်ကိုကြီးမားတဲ့အနာဂတ်ရှိနေပါတယ်ချစ်တဲ့ဂျူနီယာရေးဆိုပြီးတော့ဘရိုနီကာကဂျူနီယာဖက်သက်စ်ကိုအားပေးစကားတိုက်သွင်းစကားပြောသွားခဲ့တာကိုလေးတွေ့ရပါတယ်ဗျာ တကယ်ကိုလည်းဟုတ်ပါရဲ့ junior feathers ဟာတကယ်ကိုမှအသည်းမာတဲ့ fighter လေးပဲဖြစ်ပါတယ်အနာဂတ်မှာဒီထက်မကအထုံးသောအုံမှာဖြစ်တဲ့အခုတော့ Ronica ရဲ့ power ပြင်းလို့နဲ့ထိုးချက်တွေနဲ့ junior feathers ကမြန်မာဆီယုံမှာတော်လီကိုဒန်ယာရီနဲ့စေကူတော်မူခံယူနေကြအောင်ကြားသိရပါရဲ့ဗျာ